တမစင်ရတော့ဘူးဆိုပြီးပျော်ပျော်ကြီးရှုံးနေတဲ့တရေနီမင်္ဂလာပါပရိသတ်ကြီးတို့ရေဒီနေ့မှာတော့မန်ချက်စတာယူနိုက်အသင်းအနေနဲ့မနေ့ညကရှင်ပြိုင်ခဲ့တဲ့ပရီးမီးယားလိပြိုင်ပွဲ ဖြစ်ရှင်ပြိုင်ခဲ့ပါတယ်။ကြားရတုံးကလိုင်ယွန်အသင်းနဲ့ကစားခဲ့တာကြောင့်ဒီပွဲအဓိက ကစားသမားများစုကိုအနားပေးပြီးအရန်ကစားသမားချို့နဲ့ပွဲထွက်လာခဲ့ပါတယ်။ပထမပိုင်းပွဲကစားချိန်မှာကစားကွက်အသာစီးနဲ့ကစားနိုင်ခဲ့တော့လေတွင်ကိုရရှိခြင်းမရှိတာကြောင့်ပထမပိုင်းမှာဂိုးမရှိတည်ရဖြင့်ပွဲပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာဘီရူနိုဒါလော့မေဆက်မောက်တို့ကိုထည့်ပြီးကစားခဲ့ပေမဲ့တွင်ကိုရရှိအောင်မစွမ်းဆောင်နိုင်ခဲ့ပါဘူးပွဲကစားချိန်ခုနှစ်ဆက်ခုနှစ်မိနစ်ဝန်းကစားသမားဆရာဘီယာကဖီဂစ်ကနေတိုက်ရိုက်ကိုသွင်းပြီးတော့ဥဆောင်ကိုရရှိခဲ့ပါတယ်နောက်ပိုင်းပွဲကစားချိန်များမှာလည်းကိုသွင်းယူခြင်းမရှိဘဲအင်ကွင်းမှာဝန်အတင်းကိုတကိုးကိုမရှိနဲ့ရှုံးနေခဲ့ပါတယ်ဒီပွဲမှာအရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့မန်ယူအတင်းနေနဲ့တန်းစင်းဆောင်အတင်းကလည်းရှုံးနေခဲ့တဲ့ဖြင့်တင်းချာနေရယူနိုက်တက်အနေဖြင့်တန်းစင်းရမိရေးမှာ လွမြောက်ခဲ့ပြီပဲဖြစ်ပါတယ်။နောက်နှစ်ရာသီမှာဥရောပပြိုင်ပွဲကိုတူးညအင်ရောက်ဖို့အတွက်တခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့ယူရိုပါလိမှာချန်ပီယံဖြစ်အောင်လုပ်ဖို့ပဲလိုပါတယ်။